ဒီဘက်ကကျွန်ုပ်တို့လိုရှင်တဲ့အရာတွေကို ပေးဖို့အမြင့်တဲ့အဆင်သင့်ရှိနေပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာကိုဘလို့တောင်းဆိုရမလဲဆိုတာကိုမသိကြပါဘူး။ဒါကြောင့်ဒီဗီဒီယိုမှာလိုရှင်တဲ့အရာမှန်သမျှကို၄မိနစ်တည်းနဲ့အမှန်တကယ်ဘလို့ဖန်တီးရယူရမလဲဆိုတဲ့အကြောင်းကိုရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းနဲ့အတွေ့တော့ ဘီရှင်ဘိုးတွေလည်းမလို့ပါဘူးအရှိန်အကြာကြီးတရားထိုင်နေကြရလည်းမလို့ပါဘူးချုပ်ထွေးတဲ့အစီအမံတွေလည်းမလို့ဧပါဘူးဒီဗီဒီယိုမှာလို့ဧတာကတော့အာယုံစူးစိမ့်မှု၄မိနစ်ဒီပဲဖြစ်ပါတယ်ဒီလို၄မိနစ်အာယုံစူးစိမ့်လိုက်ရှင်အပြင်ကျွန်ုပ်တို့ရဲ့လက်တွေ့ဘဝ reality ကိုပြောင်းလဲပေးနိုင်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုရင်ဒါကအတွင်းစိတ်ပိမ့်ဆိုင်ရာနည်းနည်းတဲ့ညံ့မားတွေနဲ့ လူအများစုမသိသေးတဲ့ရှုပ်ဝဲရှင်းအပေါ်မှာအရှိခင်ထားပါတယ်။ဒီတော့ပထမအဆုံးအနေနဲ့ manifestation နောက်ကွေကရှုပ်ဝဲရှင်းအကြောင်းကို ပြောပြပါမယ်။ဒီရှုပ်ဝဲရှင်းကတော့ကျွန်တော်တို့လိုရှင်တဲ့အရာတွေကို ကိုယ်ဘဝအထည်ကို အမြင်ဆုံးယူဆောင်လာဖို့ကိုယ့်ရဲ့စိတ်ကိုဘလို့အသုံးပြုရမလဲဆိုတာပဲဖြစ်ပါတယ်။ ဒါကလည်းကျွန်ုပ်တို့ဟာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့စိတ်ခင်စားရှင်တဲ့စွန့်အင်တွေကို ကိုယ့်ရဲ့မသိစိတ်နဲ့ universe ကိုဒဲ့ရိတ်ပြောဆိုနိုင်မေးပုံစံမျိုးနဲ့ချိန်ကြီးပေးနိုင်မေးအာယုံစူးစိတ်ထားတဲ့နည်းလမ်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။လူအများစုဟာ manifestation ဆိုတဲ့ဖန်တီးမှု လုပ်ငန်းစဉ်ကို လုံးဝမှားယွင်းစွာလုပ်ဆောင်နေကြပါတယ်။လူအများစုဟာကိုယ့်မှာမရှိတဲ့အရာတွေပေါ်မှာပဲအာယုံစိတ်တည် ဒါအပြင်ကိုယ့်အတွက်အဆင်မပြေဘူးဒေါသထွက်စေနိုင်မင်းအရာတွေပေါ်မှာအယုံစိတ်တဲကြတယ်။အဲ့ဒီအခါမှာတင်တရားစိတ်တွေနဲ့အတူတူကအတွေးနဲ့စိတ်ခင်စားချက်တွေရောထွေးနေတဲ့အချက်ပြမှုကို universe ကိုပေးပို့နေကြတယ်။ universe ကအဲ့ဒီအရာအလုံးကိုနားထောင်နေပါတယ်။တကယ်တော့လူတွေရဲ့ဥနှောင်းဟာစိတ်ကူးနဲ့ထင်းမြုံတက်တက်ဖြစ်တဲ့အဖြစ်အပျက်တစ်ခုနဲ့တကင်းအဖြစ်အပျက်တစ်ခုရဲ့ကွာခြားချက်ကို ြောပြနိုင်ဆွဲမရှိပါဘူးဆိုလိုတာကစိတ်ကူးရင်နေတဲ့အရာနဲ့အမှန်တကယ်ဖြစ်ပျက်နေတာရဲ့ကွာခြားချက်ကိုဥနှောင်းကမသိဘူးလို့ဆိုလိုပါတယ်ဒါကြောင့်အကြောင်းအရာတစ်ခုခုကိစ္စတစ်ခုခုကိုပြင်းပြတဲ့စိတ်ခင်စားမှုအပြည့်နဲ့ထင်ရောက်မြင်အောင်လုပ်တဲ့အခါအဲ့ဒီဥနှောင်းဟာအဲ့ဒီအရာကအမှန်တကယ်ဖြစ်ပျက်သွားသလိုမျိုးသူ့ကိုယ်သူ ပြန်လေပြင်ဆင်ဖို့စတင်လိုက်ပါတယ်ဒါဟာဖန်တီရှင်ရဲ့ရှုပ်ဝဲချက်ပဲဖြစ်ပါတယ် ဒါဟာမှောပညာလေးမဟုတ်ပါဘူးဒါကစွန့်အင်ရှိန်ကြီးမှုပဲဖြစ်ပါတယ်နံပါတ်2အချက်ကတော့သင်ယူလေးလာရမယ့်အကြောင်းအရာအရှုပ်ပဲဖြစ်ပါတယ်အဲ့ဒီတော့သိရမှာကကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာတွေကိုရလာတာမဟုတ်ပါဘူးကို့အနေနဲ့ယုံကြည်ထားတဲ့အရာတွေကိုပဲရလာတာဖြစ်ပါတယ်ဘဝမှာအောင်မြင်ချမ်းသာနေတဲ့လူတော်တော်များများဟာတိတ်ဆိတ်ပြီးရင်ကံကောင်းလို့အောင်မြင်ချမ်းသာနေကြတာမဟုတ်ပါဘူး ူတို့ဟာ သူတို့ရဲ့ဘဝကိုသူတို့လိုအပ်နေတဲ့ energy တွေနဲ့ချိန်ကြီးထားလို့သူတို့ရဲ့ဘဝမှာအောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ကိုယ့်အတွက်လိုအပ်တဲ့ energy တွေချိန်ကြီးနိုင်ဖို့လုပ်ငန်းစဉ်အဆင်ဆင်ရှိပါတယ်။ဒီနေရာမှာပထမဆုံးပြုလုပ်ရမှာက ကျွန်ုပ်တို့ဟာရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်တစ်ခုကိုရှာမဲ့ဖို့လိုပါတယ်။အဲ့ဒီလိုရှာမဲ့ဖို့အတွက်ပထမဆုံးကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုစိတ်ကလေးတည်ငြိမ်နေတဲ့အခါမှာ universe နဲ့ကိုယ့်ရဲ့မသိစိတ်ကလှင်းလျူရှုလို့မရတဲ့အချက်ပြမှုတစ်ခုကို ပေးပို့ရပါလိမ့်မယ်။အဲ့ဒီလိုအချက်ပြမှုကိုဘယ်လိုပေးပို့ရမလဲ။ gratitude ဆိုတဲ့ကျေးဇူးတင်ရှင်သဘောတရားဟာကျွန်တို့ခန္ဓာကိုယ်မှာလေပဲနေတဲ့လျှက်စစ်သင်လိုက်စကွင်းကို အမြဲတကယ်ပြောင်းလဲပြစ်နိုင်ပါတယ်။ဒီနေရာမှာတိုက်ပင်ပညာရှင်တွေရဲ့လိလာတွေးရှိမှုတစ်ခုကို ပြောပြပါမယ်။အဲ့ဒါက လေးဆက်ကအသက်ရှူနီးကကိုယ့်ရဲ့အနက်ချင်းဆုံးသောဆင်သားတွေစီကိုရောက်အောင်တွင်းပို့ပေးနိုင်ပါတယ်လူအများစုဟာအရာရာကိုတုံ့ပြန်ရင်ဘဝကို အလော့တကြီးဖျက်သိမ်းနေကြပါတယ်။ကိုယ့်ရဲ့ဘဝကိုကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကို အများစုကသတိမထားကြပါဘူး။တကယ်တော့ကျွန်ုပ်တို့ဟာ ဖန်တီးနိုင်မှုစွမ်းရည်တွေကိုပိန်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ဖန်တီးရှင်းဆိုတာကလေကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စိတ်ကူးတွေကိုယ့်ရဲ့စိတ်ခင်စားချက်တွေကို အရာဝတ္ထုတွေ အဖြစ်ပြောင်းလဲပြစ်တာပဲဖြစ်တယ်အဲ့ဒီလိုဖန်တီးတဲ့အခါကိုယ့်အနေနဲ့ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားတဲ့အရာတစ်ခုပေါ်မှာအာယုံစိတ်ပြီးရင်အဲ့ဒီအရာသည် အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ယုံကြည်ရှင်းအဖြစ်ကိုယ့်ရဲ့စိတ်ဆင်ထားတွေကိုလက်တွေ့အဖြစ်ကို ယူဆောင်လာတာပဲဖြစ်တယ်။ဒါဟာတစ်ခုခုကိုမျှော်လင့်ပြီးရင်ပြုလုပ်နေတာမဟုတ်ပါဘူး။အမှန်တကယ်ဖြစ်လာမယ်လို့ယုံကြည်ပြီးရင်ကိုယ့်ရဲ့ဥနှောင်းကိုလေ့ကျင့်ပေးနေတာဖြစ်ပါတယ်။ဒီလိုဥနှောင်းကိုလေ့ကျင့်ရှင်းအဖြစ်အရာအလုံးကို ပြောင်းလဲစေပါတယ်။ ဒါကြောင့်ကျွန်ုပ်တို့အနေနဲ့ကိုလိုရှင်တဲ့အရာကိုရှင်းရှင်းလေးလေးနဲ့စိတ်ခင်စားမှုအပြည့်နဲ့ပုံမောအာယုံစိတ်လေးလေးကျွန်ုပ်တို့ရဲ့ဥနှောင်းကလေးအဲ့ဒီအရာနဲ့ပတ်သက်လို့ကိုယ့်ရဲ့လက်တွဲဘဝစီကိုပုံမောနှိမ့်ဆက်လာအောင်နောက်ကွေကနေပြီးတော့စတင်အလုပ်လုပ်နေတာပဲဖြစ်ပါတယ်။ဒါဟာစိတ်ကူးယဉ်မှုမဟုတ်ပါဘူး။ဒါဟာကိုယ့်ရဲ့မသိစိတ်ကကိုယ့်ရဲ့အတွေ့တွေလုံရဲတွေဆုံးဖြဲချက်တွေနဲ့ကိုယ့်ရဲ့ energy တွေကိုစတင်ချိန်ညှိနေတာပဲဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ဒီလောက်ထိနားလေသဘောပေါက်ပြီဆိုရင် နောက်အချက်တစ်ချက်ကို သွားကြပါမယ်။အဲ့ဒါကတော့လီမနီအတွင်းမှာကိုလိုရှင်တဲ့အရာကိုဖန်တီးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။အဲ့ဒီတော့ရှေ့ကပြောခဲ့သလိုကိုလိုရှင်တဲ့အရာနဲ့ပတ်သက်ပြီးရှင်းလင်းတိကျတဲ့ရည်ရွယ်ချက်တစ်ခုကိုတက်မှတ်ရမှာဖြစ်ပါတယ်။ကိုလိုရှင်တဲ့အရာကိုဖြစ်ရှင်တဲ့အရာကို တိတိကျကျတက်မှတ်ဖို့လိုပါတယ်။အဲ့ဒီရည်ရွယ်ချက်ကပဲပြည့်မဲ့ဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီရည်ရွယ်ချက်ဟာတိကျပြတ်သားဖို့လိုပါတယ်။ဥပမာပြောမေဆိုရင်ငါရှမ်းသာရှင်ပါတယ်တော့ပြောနေုံနဲ့မပြီးပါဘူး။လို့ရှင်တဲ့အရာပေါ်မှာ တိကျပြတ်သားဖို့လိုအပ်တယ်ရှမ်းသာရှင်တွေဆိုရင်ဘလောက်ရှမ်းသာဖို့လိုသလဲအဲ့ဒါတွေကိုစဉ်းစားဖို့လိုတယ်တလမှာ300လားတလမှာ300လားစသဖြင့် လူရှင်တဲ့အရာပေါ်မှာတိကျပြတ်သားဖို့လိုပါတယ်။အဲ့ဒီလိုကိုယ့်အနေနဲ့ပုံမတိကျလေးလေးကိုယ့်ရဲ့စိတ်ကလမ်းကြောင်းတစ်ခုကို ဖန်တီးဖို့ပုံမလွေကူလာလေးလေးပဲ။ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာမသိချာမရေရာတဲ့ဆင်နှားတွေကို ကောင်းမွန်စွာ တုံ့ပြန်နိုင်ရှင်မရှိပါဘူး။တိကျတဲ့ဆင်နှားတွေအပေါ်မှာပဲတုံ့ပြန်ပေးပါတယ်။ဒီတော့ကိုလိုရှင်တဲ့အရာကိုဖြစ်ရှင်တဲ့အရာနဲ့ပတ်သက်ပြီးရင် တိကျပြတ်သားသွားပြီဆိုရင် manifestation ပြုလုပ်ဖို့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်နေရာကိုရှာဖွေရမှာဖြစ်ပါတယ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာကကိုယ့်ကိုအနှောင့်အယှက်မဖြစ်စေနိုင်မီနေရာပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာထိုင်နေရင်တခြားတရားဝင်ကိုယ့်ကိုခေါ်လာတာတွေဖုံးဝင်လာတာတွေအဲ့ဒီလိုကိုယ့်ကိုအနှောင့်အယှက်ဖြစ်စရာတွေမရှိမီနေရာကို ဆိုလိုတာဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာရှိနေရင်ကိုယ့်ရဲ့စိတ်ကိုပိစုပင်တစ်တစ်မှပဲအာယုံရှိဖို့လိုအပ်ပါတယ်။ဒီနေရာမှာကျွန်တို့ရဲ့အာယုံကြိုးစနစ်ကို ထိန်းချုပ်နိုင်ဖို့အသက်ရှူနည်းတစ်ခုကိုမျှဝေပေးပါမယ်။အဲ့ဒါကတော့၄စက္ကန့်၄ခါအသက်ရှူနည်းပဲဖြစ်ပါတယ်။ဒီနည်းနဲ့ကတော့ပထမဆုံးအနေနဲ့အသက်ရှူသွင်းရမှာဖြစ်တယ်။အဲ့ဒီလိုအသက်ရှူသွင်းတဲ့အခါ၄စက္ကန့်ကြာအောင် ရှူသွင်းမယ်။ရှူသွင်းပြီးရင်အဲ့ဒီကိုရှူသွင်းထားတဲ့ လေကိုအောင်ထားရမှာဖြစ်တယ်လေကိုအောင်ထားတဲ့အခါ၄၀ကံအောင်ထားရမယ်ပြီးရင်နောက်တစ်ခါလေကိုရှူထုံးမယ်အသက်ရှူတဲ့လေကိုပြန်လို့ရှူထုံးတဲ့အခါ၄၀ကံကြာအောင်ရှူထုံးမယ်ရှူထုံးပြီးရင်အဲ့ဒီရှူထုံးထားတဲ့လေကို၄၀ကံပြန်ပြီးရင်အောင်ထားရမှာဖြစ်တယ်ဒါကြောင့်ဒီနည်းနဲ့က၄၀ကံ၄ခါအသက်ရှူနေလို့ခေါ်ပါတယ်ဒီနည်းနဲ့ကို ဖြည်းဖြည်းချင်းလေ့ကျင့်ပါ ဒီအသက်ရှူနေကဥနှောက်ကို အနာယူဖို့အချက်ပြပြီးရင်အာယုံဆုံးစိမ့်မှုနဲ့ရှင်းလင်းပြတ်သားမှုအတွေ့ပြီးပြည့်စုံတဲ့စိတ်အရှိအနေကိုဖန်တီးပေးပါတယ်မိတ်ဆွေရဲ့စိတ်တွေငြိမ်သက်လာတဲ့အခါမိတ်ဆွေရဲ့အတွေ့တွေကစွန်းအားတွေရှိလာပါလိမ့်မယ်။ဒီအချိန်နေရောက်လာတဲ့အခါဒီလုံငင်းစဉ်ရဲ့အဓိကဖြစ်တဲ့စိတ်ကူးရင်ပုံဖော်မြင်အောင်ရှင်းဆိုတဲ့ visualization ကို ပြုလုပ်မှဖြစ်ပါတယ်။ အဲ့ဒီလိုစိတ်ကူးရင်ပုံဖော်တဲ့အခါမှာကိုလိုရှင်တဲ့အရာကိုဖြစ်ရှင်တဲ့အရာက ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးကို စိတ်ကူးရင်ပုံဖော်ပါဒါဟာကိုရဲ့မျက်စိထည့်မှာမြင်အောင်တက်တက်မဟုတ်ဘဲနဲ့အဲ့ဒီအရာတွေအမှန်တကယ်ဖြစ်နေတယ်တော့ခင်စားပါ ဥပမာမိတ်ဆွေဟာကိုယ့်ရဲ့စိတ်ကူးရင်အိမ်မဲသေးကကိုလိုရှင်တဲ့အလုပ်သစ်တစ်ခုကိုရနေတယ်တော့ဖင်တီးနေတယ်ဆိုရင်မိတ်ဆွေဟာအဲ့ဒီအလုပ်ကိုအမြင်တကယ်ရနေပြီဖြစ်လို့အဲ့ဒီအလုပ်နဲ့သက်ဆိုင်တဲ့ဇပွေးအစ်စ်မှထိုင်နေတယ်။အဲ့ဒီဇပွေးပေါ်မှာကိုကကော်ဖီလေးတစ်ခွက်ချထားတယ်။အဲ့ဒီတော့ကော်ဖီအနင်းကလေးကိုရှူချိန်နေတယ်။ပြီးတော့အဲ့ဒီအလုပ်ကိုရနေပြီဖြစ်တော့ကိုစိတ်ထိမှာအရင်ကို ကျင်းနေနေတယ်ကျင်းနေနေတဲ့အတွက်ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုတွေကို ခံစားနေရဖို့လိုတယ်မြင်ရင်အလုတ်သေးကဝင်ထင်းတွေက ကိုယ့်ကိုနွိနွိထွိထွိဆက်ဆင်တယ်ရိုရိုတီတီဆက်ဆင်တယ်စသဖြင့်အဲ့ဒီတခြားကိုယ့်ရဲ့လုပ်ဖို့ကြိမ်ဖဲတွေနဲ့ကိုကပြောဆိုဆက်ဆင်နေတဲ့ပုံစံမျိုးတွေကိုမြင်အောင်ရမယ်ကြားအောင်ရမယ် ဆိုလိုတာကတော့ကိုယ့်ရဲ့စိတ်ကူးရင်ထေးမှာအာယုံ၅ပါးစလုံးကိုအသုံးပြုဖို့လိုအပ်ပါတယ်ဒါဟာဟင်းဆောင်နေတာလေးမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့စိတ်ကိုအမှန်တကယ်ပရိုဂရမ်ရေးသွင်းနေတာပဲဖြစ်တယ် ီလိုအာယုံ၅ပါးကိုအရှိခင်ပြီးရင် ကိုလိုရှင်တဲ့အရာကိုစိတ်ကူးရင်လိုက်တဲ့အခါအဲ့ဒီအရာဟာကိုဘဝရဲ့တစိုက်တစ်ပိုင်းဖြစ်နေပါပြီ။ဘာဖြစ်လို့လဲဆိုရင် ကိုရဲ့ဥနှောင်းကအဲ့ဒီအရာတွေကိုကိုရဲ့အာယုံလင်းချောင်းတွေစီကို အရောက်ပို့နေပြီဖြစ်တယ်။ဒီလိုစိတ်ကူးရင်ပုံဖော်မြင်ရောင်မှုကိုပြုလုပ်ပြီးတဲ့အခါ affirmation ဆိုတဲ့အတ္တိပြုစကားလုံးတွေကိုရွတ်ဆိုရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင်ဒီစကလုံးတွေဟာကျွန်ုပ်တို့လိုရှင်နေတဲ့ပန်းတိုင်အပေါ်မှာယုံကြည်ချက်ကို အတီးပြုပေးတဲ့ရိုးရှင်ပြီးရင်စွန်းအားရှိတဲ့စကလုံးတွေပဲဖြစ်ပါတယ်ဒါကြောင့်ကိုဖြစ်ရှင်တဲ့အရာပေါ်မှာအတိပြုပေးနိုင်တဲ့အဲ့ဒီ affirmation ကိုကြည်ကြည်လောင်လောင်ပဲဖြစ်ဖြစ်တိတ်တိတ်ဆိတ်ဆိတ်ပဲဖြစ်ဖြစ်ရွယ်ဆိုပါဒါပေမဲ့စကားလုံးတိုင်းရဲ့အထိပ္ပယ်ဟာအမှန်တကယ်ဖြစ်နေပါတယ်တော့ခံစားပြဖို့တော့လိုအပ်ပါတယ် တခါတလေမိတ်ဆွေတို့ရဲ့စိတ်ထင်းမှာကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့တင်တရားစိတ်တွေအများကြီးခံစားနေရတယ်ဆိုရင်ဒီလိုအဖရမရှင်မျိုးကို ထက်တလေလေးရွက်ဆိုဖို့တော့လိုအပ်ပါတယ်။ဥပမာဆိုကြပါစို့မိတ်ဆွေဟာအချစ်ရည်ကံကောင်းတဲ့သူတယောက်ဖြစ်ရှင်တယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထင်းမှာငါကအချစ်ရည်ကံမကောင်းဘူးငါ့ကိုဘယ်သူမှ မချစ်ဘူးဆိုတဲ့တင်တရားစိတ်တွေများနေပြီဆိုရင်ဒီအချင်းကြီးကံကောင်းတာနဲ့သက်ဆိုင်တဲ့အဖရမရှင်တွေကိုထက်တလေလေးရွက်ဆိုဖို့လို့တွေ့ ဘလို့ရွဆိုရမလဲဆိုရင်ငါ့ကိုလူတိုင်းကချစ်မြဲနိုးတယ်ငါဟာချစ်စရာကောင်းတဲ့သူဖြစ်တယ်ငါဟာအချစ်ရီးကံကောင်းနေတဲ့သူ ဖြစ်တယ်အဲ့ဒီလိုပုံစံမျိုးထက်တလေလေးရွဆိုဖို့လိုအပ်ပါတယ်ဒီလိုထက်တလေလေးရွဆိုလိုက်ရှင်းကကိုယ်စိတ်ထိမှ ဖြစ်ပေါ်နေတဲ့တင်တရားစိတ်တွေကို ချိုးဖောက်ဖြစ်စည်းစေပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင် ကိုယ့်ရဲ့အတွင်းစိတ်ကကိုလိုရှင်တဲ့ဇလန်းကို ပြင်လီရေးသားနေတာဖြစ်ပါတယ်။ ဒီနေရာမှာအရေးကြီးတာတစ်ခု ရှိပါသေးတယ်အဲ့ဒီအရာက ကိုလိုရှင်တဲ့အရာအမင်းတကယ်လက်တွေ့ဘဝအထိကို မရောက်သေးတဲ့အချိန်မှကတည်းကကျေးဇူးတင်ကြောင်းခံစားရတဲ့ခံစားချက်ရှိနေဖို့လိုပါတယ်အဲ့ဒါကကိုလိုရှင်တဲ့အရာကို ပိန်ဆိုင်ပြီးသားဖြစ်ကြောင်းကိုယ့်ရဲ့မသိစိတ်ကိုပြောပြနေတာပဲဖြစ်ပါတယ်ကျေးဇူးတင်ရှင်းဆိုတဲ့စိတ်ခံစားချက်ဟာကိုယ့်ရဲ့စွန့်အင်ကိုလိုအပ်နေတဲ့စိတ်အရှိအနေကနေပြီးတော့ ပေါများကြွေဝါမှုစီကို ပြောင်းနေပေးပါတယ်ကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ကျေးဇူးတင်လိုက်တဲ့အခါမိတ်ဆွေဟာအဲ့ဒီလိုရှင်တဲ့အရာကိုဆင်တားပြုတ်နေတာမဟုတ်ပါဘူးလက်ခံရယူနေတာပဲဖြစ်ပါတယ်ဒါကြောင့်လိုရှင်တဲ့အရာနဲ့ပတ်သက်ပြီးရင်အသက်ရှူမှုတိုင်းမှာအမြင်တကယ်ရယူနေပြီဖြစ်တော့ကျေးဇူးတင်လိုက်ပါ Universe ကိုကျေးဇူးတင်ပါသင်ရဲ့အနာဂတ်ကို သင်ကိုယ်တိုင်ကျေးဇူးတင်ပါသင် ပိန်ဆိုင်တဲ့အချိန်ကလေးတွေကိုကျေးဇူးတင်ပါဒီလိုကျေးဇူးတင်ရှင်းကိုပြုလုပ်ဖို့ကျေးဇူးတင်ရှင်းတွေကိုခံစားနိုင်ဖို့ခံနာတဲ့တကင်းကို အခင်အနာတွေမလို့ဲပါဘူးအချိန်အကြကြီးမလို့ဲပါဘူးဒါဆိုရင်ဘာလို့ဲတလေဆိုရင်လင်းမနီအာယုံစူးဆိုင်နိုင်ဖို့ပဲလို့ဲပါတယ်ဒါဟာမျိုးစင်းကိုစိတ်ပျိုးဖို့လို့ဲတဲ့အရာ အလုံးပဲဖြစ်ပါတယ် ဒီလိုရိုးရှင်းတဲ့လေ့ကျင့်မှုအတွက်လေးမိနစ်သာအချိန်ပေးခြင်းအပြင် မိတ်ဆွေဟာကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့စွန့်အင်နဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုကိုယ်အမြင်တကယ်လိုရှင်တဲ့အရာနဲ့ရှိုင်ညှိလိုက်တာပဲဖြစ်ပါတယ်။ဒါဟာမှောပညာမဟုတ်ပါဘူးအာယုံစုစိတ်မှုပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ universe ကိုတဟဇာတာဖြစ်အောင်အလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ရဲ့စိတ်စွန်းအပ်ပြီးဖြစ်ပါတယ်။ ဒါကြောင့်ကိုလိုရှင်တဲ့အရာတွေကို အမှန်တကယ်ရလာဖို့အမှန်တကယ်ဖြစ်လာဖို့စောင့်ဆိုင်းမနေပါနဲ့တော့ဒီနေ့ပဲစတင် ပြုလုပ်လိုက်ပါဒီလုပ်ငန်းစဉ်ကို နေ့စဉ်နေ့တိုင်းပြုလုပ်ပြီးရင်သစ္စာရှိရှိဂတိတည်အောင်ပြုလုပ်ပါဒီလုပ်ငန်းစဉ်ကိုဘယ်နည်းပြုလုပ်ရမလဲဆိုရင်တော့အနည်းဆုံးရပောင်း30တော့ပြုလုပ်စီရှင်းပါတယ် ဒါပေမဲ့တချို့တလေတွေကတော့ဒီလုံငယ်စဉ်ကိုပြုတ်လုံးပြီးရင်နှစ်ရက်သုံးရက်အတွင်းတပည့်အတွင်းကိုလိုရှင်တဲ့အရာတွေကိုရရှိနိုင်တဲ့လူတွေလေးအများကြီးရှိပါလိမ့်မယ်ကိုလိုရှင်တဲ့အရာကိုရရှိနိုင်ဖို့တယောက်နဲ့တယောက်တော့မတူပါဘူး တချို့ကတရနေပြုလုပ်လို့ရရှိနိုင်ပေမဲ့တချို့ကတော့ရက်တော်တော်များများအချိန်ကြာကြာပြုလုပ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့နိစနစ်မဲမဲယုံယုံကြည်ကြည်နဲ့ပြုလုပ်မိဆိုရင် အနှင်းနဲ့အမြင်တို့လိုရှင်တာတွေရလာမှာဖြစ်ပါတယ်။ ဟုတ်ပြီဒါဆိုရင်ဒီလုံငင်းစင်ကို ပြုတ်လုပြီးတဲ့နောက်ပိုင်းမှာမိတ်ဆွေတို့ရဲ့ဘဝဘလို့တိုးတက်ပြောင်းလဲလာမလဲဆိုတာကိုစောင့်ကြည့်လိုက်ပါလို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်